နိုင်ငံတကာသတင်းတပုတ်အနေနဲ့ American သမ္မတ Donald Trump က Federal ပညာရေးဌာနကိုစတင် ဖြတ်သိမ်းဖို့အမိန့်စာကို မနေ့ကလက်မှတ်ရေးထိုးလိုက်ပြီလို့နိုင်ငံတကာသတင်းတွေကဖော်ပြကြပါတယ်။ no president အဲ့ဒီအမိန့်စာကို impure အရှိခမ်းမမှာ Donald Trump ကလက်မှတ်ရေးထိုးလိုက်တာဖြစ်ပြီးပညာရေးဌာနကိုတက်နိုင်သမျှအငြင်းဆုံးပိတ်ပစ်ဖို့ကိုလည်းကြေညာခဲ့တာလို့သိရပါဗျ။ဒီလိုဖျက်သိမ်းလိုက်တာဟာဌာနသိငေသွားမှာဖြစ်ပေမဲ့ ကျောင်းသားရှင်းငွေတွေပညာသင်စုတွေနဲ့ဥပဒေကိုဆက်လက်ထိန်းသိမ်းသွားမယ်လို့အင်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Caroline Levitt ကပြောဆိုခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။ပညာရေးဌာနဟာ college နဲ့တက္ကသိုလ်ကျောင်းသားတွေအတွက် federal ကျောင်းသားရှင်းငွေတွေကိုစီမံခန့်ခွဲပေးတာစင်းရတဲ့ကျောင်းသားတွေနဲ့မတန်ဆွမ်းတဲ့ကျောင်းသားတွေကိုကူညီပေးတာတွေကိုတာဝန်ယူခဲ့ရတာပါ။ American ပြည်ထောင်စုမှာကျောင်းတွေကိုအဓိကအားဖြင့်ပြည်နေအဆင့်မှာစီမံခန့်ခွဲပြီးငွေကြေးထောက်ပံ့ပေးနေတာလည်းဖြစ်ပါတယ်။ အင်ဖြူရောကဒီဌာနကိုဖြတ်သိမ်းလိုက်ရင်ចောင်းသားတွေရဲ့စာမပွေးရမှတ်တွေတိုးတက်လာမယ်ငွေကြေးလည်းတက်တာမယ်လို့ပြောဆိုထားတာဖြစ်ပါတယ်ဖရယ်ပညာရေးဌာနကိုစတင်ဖြတ်သိမ်းရင်အာနေချက်ရှိတဲ့ចောင်းသားတွေကိုဒုက္ခရောက်စေနိုင်မယ်လို့ဝေဖန်သူတွေကထောက်ပြမှုတွေရှိနေပါတယ်။